င်္ဂလာပါရှင်တန်လွင်တိုင်းရင်တနိဒာနောက်ဆုံးရသတင်းများစုစည်းမှုပေါ့ကတ်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမပဲပဲပါဒီကနေ့2025ခုနှစ်မတ်လ15ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးရေဘလူးအဖွဲ့ထံအလင်းဝင်တဲ့သတင်းမြန်မာနိုင်ငံကလူသတန်းကျော်အတွက် WFP ရဲ့စာနယ်ရိက္ခာထောက်ပံ့မှုရဆိုင်တဲ့တဲ့ စင်ကူမျိုးနဲ့လက်ပံလာရွာပုံကျဲခံရလို့အရက်သား28ဦးသေဆုံးတဲ့တရင်အပါအဝင် နိုင်ငံတကာတရင်ဒီမှာတော့ဝီဂါလူမျိုးတွေကိုတရုတ်စီပြန်ပို့ခဲ့တဲ့ထိုင်းအရာရှိတွေအမေရိကန်ဗီဇာတားမြစ်ခံရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ွန်ပြည်နယ်ရေးမျိုးနယ်အခြေဆိုင်စစ်ကောင်စီရဲ့အမှတ်16စစ်စင်ရေးကွက်ကဲဌာနချုပ်ကတပ်ဖွဲ့ဝင်6ဦးအလင်းဝင်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့ရေးဘလူးအဖွဲ့ကတန်လွင်တိုင်းကိုပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးဟာရေဘလူးအဖွဲ့နဲ့ထိတ်ဆက်ပြီးမတ်လ14ရက်မနက်တနားရီအချိန်ခန့်မှာအလင်းဝင်လာတာဖြစ်ပြီးသူတို့ကိုတော့စကခ79အရှိရှိတပ်တော်ဦးကင်းစကန်းနေရာကနေတွားရောက်ခေါ်ဆောင်လာခဲ့တာပါ။ အလင်းဝင်လာတဲ့တပ်ဖွဲ့ဝင်6ဦးဟာတက်ကြွစုလိုက်ထိတက်သားစောပြေဟင်ဝေယံထုတ်ခွန်ရင်းနိုင်စိုးကြော်တက်ဦးဝေမင်းပိုင်တို့ဖြစ်ပြီးတက်ကြွစုလိုက်ထိကတော့ MA3 တနတ်တလက်ជីပေါင်း2ခုနဲ့ជី60ယူဆောင်လာခဲ့တာပါလက်နက်ခဲယံယူဆောင်လာတဲ့တက်ကြွစုလိုင်းထေကိုစက်သိန်း30ချင်းမြင့်ပေးခဲ့ပြီးအလင်းဝင်လာတဲ့တက်သားတွေရဲ့နေထိုင်စားတောက်ရေးစီစဉ်ပေးထားတယ်လို့ရေဘလူးအဖွဲ့ကောင်းဆောင်ကပြောပါတယ် ဒါအပြင်အလင်းဝင်လာသူတွေရဲ့စိတ်ဆန္ဒအတိုင်းစစ်ကောင်စီကိုပြန်လည်တွန်းလှန်လိုပါကတိုက်ခိုက်ခွင့်ပေးသွားမှာဖြစ်တယ်လို့လွတ်မြောက်နေမြေသွားရောက်လိုပါကတက်နိုင်သလောက်ကူညီပေးသွားမယ်လို့ဆိုပါတယ်စစ်တပ်အာဏာသိမ်းကာလအတွင်းရေဘလူအဖွဲ့တို့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနဲ့ရဲ20ကျော်ရှိနေပြီးကြံရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းအချိန်မရွေးဆက်သွယ်အလင်းဝင်နိုင်တယ်လို့တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာလက်နက်ကင်ပရိပခါတွေကြောင့်အရေးပေါ်အကူအညီလိုအပ်နေမှုမြင့်တက်နေချိန်လူဦးရေတသန်းကျော်အတွက်စားနပ်ရိက္ခာထောက်ပံ့မှုကိုလာမယ့်ဧပြီလကစပြီးရပ်ဆိုင်းသွားမယ်လို့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကမတ်လ14ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါတယ်။ရန်ပုံငွေပြတ်တောက်မှုကြောင့် အကူအညီတွေရပ်တန့်ရတာဖြစ်ပြီးရန်ပုံငွေအစ်စ်မရတော့ရင်ငါးနှစ်ယောက်ကလေးငယ်တွေကိုဝင်ဆောင်မိခင်နဲ့မတန်ဆန်းသူတွေပါဝင်ထိခိုက်လွယ်အုပ်စုတွေကလူကြီး3000ခွဲကိုသာ အကူအညီပေးသွားမယ်လို့ WWF ကဆိုပါတယ်မြန်မာနိုင်ငံဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်းစစ်ကြောဖြစ်ပေါ်လာတဲ့လက်နက်ကိုင်ပြည်ပခါတွေစီးရဲမွဲတေမှုနဲ့လက်မည်မတည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေတယ်လို့ဖော်ပြထားပါတယ်ဒါ့အပြင် WWF ရဲ့ထောက်ပံ့ကို အားထားနေရတဲ့ Ranger လူနည်းစုပါဝင်ရခိုင်ပြည်ရှိပြည်တွင်းနေရဲစွန့်ခွာသူတသိန်းကျော်ကိုလည်း ိခိုက်နိုင်တယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံရှိပြည်သူတွေကိုစားနိတ်ကာထောက်ပံ့တွေဆက်လက်ပေးအပ်နိုင်ဖို့အမေရိကန်ဒေါ်လာသန်း60အရေးပေါ်လိုအပ်နေတယ်လို့ WFP ကပြောပါတယ်ဒါအပြင်နိုင်ငံတွင်းရှိလူပေါင်း50ကျော်ဟာနေ့စဉ်စားနိတ်ခါလူဝဲချက်ကိုအပြည့်စည်ပေးနိုင်တဲ့အပြင် လူပေါင်း15သန်းကျော်ဟာအရေးပေါ်ငတ်မမှုအဆင့်နဲ့ရင်ဆိုင်နေရတယ်လို့ WFP ကသတိပေးထားပါတယ်။ န္တလေးတိုင်းစင်ကူမြို့နယ်လက်ပံလှကျေးရွာမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်6ဦးအပါအဝင်အရသားပြည်သူ28ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကသတင်းထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ်။ မနေ့မတ်လ23ရက်နေ့နေ့လယ်3နာရီအချိန်ခန့်မှာစင်ကူးမြို့နယ်လက်ပံလာကျေးရွာရှိလူစီကားရဈေးဆိုင်တန်းတွေကိုစစ်ကောင်စီကအတောင်းမဲ့လေးချောင်းကနေလာရောက်ပုံကျဲတိုက်ခတ်ခဲ့တာပါလေးချောင်းတိုက်ခတ်မှုကြောင့်လက်ပံလာကျေးရွာနဲ့ကလင်းငယ်6ဦးအပါအဝင်အရသားပြည်သူ28ဦးသေဆုံးခဲ့ပြီး30ဦးထံမှလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDY PDF ကဆိုပါတယ်လက်ပံလာကျေးရွာဟာအင်ဂျီထောင်ချီရှိတဲ့မန္တလေးမိုးကုတ်ကားလမ်းပေါ်ကကျေးရွာကြီးဖြစ်ပြီးလက်ပံလာအပါအဝင်စင်ကူးမြို့နယ်တစ်ခုလုံးကို MDY PDF ဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။စစ်ကောင်စီတဟာတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေတွေကပြည်သူတွေကိုပိတ်မတ်ထားပြီးလေကြောင်းတိုက်ခတ်မှုတွေတစတတစပေါ်ပေါ်ထင်ထင်ကျူးလွန်လာတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကလည်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ၂ဦးသေဆုံးခဲ့တယ်လို့သိရပါဗျာ။ ဝီဂါလူမျိုးတွေကိုတရုတ်စီပြန်ပို့ခဲ့လို့ထိုင်းအရာရှိတွေအမေရိကန်ဗီဇာတားမြစ်ခံရပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးသွားပါမယ်ရှင်။ပြီးခဲ့တဲ့လကဝီဂါလူမျိုးအယောက်40ကိုတရုတ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ရမှာပါဝင်ခဲ့တဲ့အရင်နဲ့လက်ရှိထိုင်းအရာရှိတွေပေါ်အမေရိကန်ကပြည်ဝင်ဝင်ဗီဇာတားမြစ်လိုက်ကြောင်းအမေရိကန်နိုင်ငံသား၏ဝင်ကြီးမာကိုရူဘီယိုကမတ်လ၄ရက်နေ့မှာပြောကြားလိုက်ပါတယ်။ဝီဂါလူမျိုးတွေနဲ့တခြားလူမျိုးစုတွေကိုတရုတ်စီအတင်းအကျပ်ပြန်လည်ပို့ဆောင်ရေးအစိုးရအဖွဲ့အပေါ် တရုတ်ဘက်ကဖိအားပေးဖို့ကြိုးပမ်းမှုတွေတိုက်ဖျက်ရေးအမေရိကန်ဘွာရအသိရဲ့တစိတ်တပိုင်းအနေနဲ့အခုလိုမျိုးဗီဇာတားမြစ်လိုက်တာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးကကြေညာချက်မှာဖော်ပြထားပါတယ်။တရုတ်လူနည်းစုဝင်တွေဟာနှင်းပတ်နှိပ်စက်အစဖြောက်ခံရနိုင်တဲ့အန်ဒီရီတွေနဲ့ရင်ဆိုင်နေရပြီးတရုတ်တို့ဝီဂါလူမျိုးတွေပြန်ပို့တဲ့ဘဲအစိုးရရရှိကိုမဆိုဗီဇာတားမြစ်ရေးမူဝါဒအသိနဲ့အရေးယူတော်မှာဖြစ်တယ်လို့ဝန်ကြီးရိုဘီယိုကပြောပါတယ်။တရုတ်ကဝီဂါလူမျိုးတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်နေတာကြားပြီးဖြစ်တာကြောင့် ကဘာတဝဲမှာရှိတဲ့ဆိုးရအဖွဲတွေအနေနဲ့အဝီကာလူမျိုးတွေကိုတရုတ်စီပြန်မပို့ကြဘို့မိမိတို့တိုက်တွန်းကြောင်းလဲသူကပြောပါလိဗီဇာတားမြစ်မှုနဲ့ရင်ဆိုင်ရမယ်ထိုင်းငါရှိတွေဘသူဘဝဖြစ်တယ်ဆိုတာကိုတော့အမေရိကန်ကဖော်ပြမထားပါဘူးပြစ်မှတ်ထားရေးယူခံရသူတွေရဲ့မိသားစုဝင်တွေလည်းအခုဗီဇာတားမြစ်မှုမှာပါဝင်မှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါလိဖေဖော်ဝါရီ28ရက်ကဝီကာလူမျိုးတွေကိုပြန်လည်ပို့ဆောင်ခဲ့တာဟာတရုတ်ရဲ့ချင်းချမှုကိုရှောင်ရှားဖို့အကောင်းဆုံးဖြည့်ရှင်းမှုဖြစ်တယ်လို့ထိုင်းညာရှိတွေကအခုလဆော့ဆော့ပိုင်းမှာကောက်ွယ်ပြောဆိုခဲ့ကြပါသည် ်ထိုင်းမှာစစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်းအတိတ်ကလည်းအမေရိကန်ဟာဆေးအကူအညီရပ်ဆိုင်းလိုက်တာမျိုးလိုထိုင်းကိုအေးအေးမှုတွေပြုလုပ်ခဲ့ပူပါတယ်။ဝေဂါလူမျိုးတွေကိုတရုတ်စီပြန်လည်ပို့ဆောင်ခဲ့တဲ့ထိုင်းရဲ့လုပ်ရက်ကိုဥရောပလွှတ်တော်ကလည်းပြစ်တင်ရှုတ်ချထားပါတယ်။ တန်လွင်တိုင်းရဲ့နောက်ဆုံးရသတင်းစုစည်းမှု ပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်္ဂါကြာတာပရိစနေနေ့တွေရဲ့ညနေ6:00နာရီခွဲအချိန်တိုင်းမှာနားတော်တာရှင်းနိုင်ပါတယ်။တန်လွင်တိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တန်လွင်တိုင်းရဲ့ website စာမျက်နှာနဲ့တန်လွင်တိုင်း application မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တလင်းတိုင်းရဲ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။